搿把米一点不。 အပိုင်းနေရဲ့အစမှာတော့ဂိုကိုင်းကာလီယံပေါ်မှာကျွန်တော်တို့ရဲ့အာဂါသပင်လယ်ဓားမြားတွေဖြစ်ကြတဲ့ဂိုကိုင်းကြားတွေကိုတွေ့ရပါတယ်သူတို့ဟာဇန်ဂျက်အင်ပါယာရဲ့ကမ္ဘာမြေကိုကျူးကျော်ဖို့အာဂါသအပြင်ဘက်မှာစကန်ဒေတာကြောင့်ကိုပြောနေပါတယ်ဒီချိန်မှာနေရင်စကွန်းမလွတ်တာကြောင့်ကက်ပတိန်မာဗီလက်ကသူ့ရဲ့အနီရောင်ဝန်းစုံထဲမှာခေါင်းဆောင်ပုံစံအပြည့်အဝနဲ့ယရနာအမြန်ရှာပြီးထွက်သွားမယ်လို့ပြောပါတယ်လမ်းညွန့်စာအုပ်နာဗီကအဆောက်အုံထဲမှာပြန်ဝင်နေရင်ထူးဆန်းတဲ့ဘေးရင်ဟောစာတစ်ခုကိုပြောပြပါတယ်အဲ့ဒါကတော့အနီရောင်ဝန်းစုံတဲ့သူကိုရှာဖို့ပါဒီစကားကြောင့်ဂိုကိုင်းကြားတွေကသူတို့ရဲ့ရီမန်းချက်ဖြစ်တဲ့ စကြဝဠာရဲ့အကြီးမားဆုံးယတနာကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့ရဲ့ကိုကိုင်းကာလီယံကိုတော့အနောက်ရောက်ဝစ်စုံဝထားတဲ့သူကကြည့်နေပြီးနောက်မှာတော့ထွက်သွားခဲ့ပါတယ်။ကိုကိုင်းကြားရီဟာနာဗီရဲ့ဘီရင်ဟောစာအတိုင်းကဘာမီဘော်ကမြို့တစ်မြို့ကိုဆင်းလာပါတယ်။မြို့ထဲမှာလှည့်လည်ရှာဖွေနေရင်သူတို့ဟာအကြောင်းသားတစ်ယောက်ဖြစ်တဲ့ကိုကြီးဆိုတဲ့ကောင်လေးတစ်ယောက်ကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီကောင်လေးဟာအနောက်ရောက်ကျောင်းဝစ်စုံကိုဝထားပြီးစကြဝဠာရဲ့အကြီးမားဆုံးယတနာအကြောင်းသိတယ်လို့ပြောပါတယ်။တကယ်တော့ကိုကြီးကလှည့်သားသူတစ်ယောက်ဖြစ်နေပြီးရ ेंजर ကီးကိုခိုးယူဖို့ကြိုးစားနေတာပါ။ဒီလိုနဲ့ငနေလေးကရှီကိန်ဂျာကီးကိုခိုးသွားခဲ့ပါတယ်။

မာဗလက်ကဒေါသထွက်ပြီးကိုကြီးကိုလိုက်ဖမ်းဖို့လုပ်ပါတယ်။စန်ဂျဲအင်ပါယာဘက်မှာတော့ကဘာအိုသိမ်းပိုက်ဖို့နဲ့ပင်လယ်ဓားများတွေကိုတိုက်ခိုက်ဖို့အင်ပါယာမင်းသားကကြံစည်နေပါတယ်။ဒီချိန်ဒီတာဝန်ကိုယူဖို့ကိုမနာဘုံကန်ဆိုတဲ့လူကရောက်လာတဲ့အခါကဘာမျိုးကိုတွားခန့်လိုက်ပါတယ်။မာဗလက်တို့ဘက်မှာတော့ငနေလေးကိုမိသွားပြီးငနေကလည်းသူဟာဒီအစွမ်းနဲ့ဂေါမင်းတွေကိုတိုက်ခိုက်ခြင်းကြောင့်ပြောပြပါတယ်။တိုက်ခိုက်ခြင်းနဲ့အကြောင်းရင်းကလည်းသူ့ဖိုးကသူ့ကိုကာကွယ်ရင်ဂေါမင်းတွေလက်ချက်နဲ့တီးသွားခဲ့တာဖြစ်ကြောင်းပြောပြလိုက်တဲ့အခါမှာတော့မာဗလက်လည်းသူ့ကိုအသက်ပြီးကာကွယ်ခဲ့တဲ့သူ့ရဲ့ကပတိန်အကြောင်းကိုသတိရသွားခဲ့ပါတယ်။ဒီချိန်မှာ ပဲစန်ကျဲအင်ပါယာရဲ့ကွန်မန်ဒါဘိုကန်ဟာမြို့ထဲကိုရောက်လာပြီးဂျိုသားစစ်သားတွေဖြစ်တဲ့ဂေါ်မင်နဲ့အတူလူသားတွေကိုတိုက်ခိုက်နေပါတယ်။ဒါကြောင့်မာဗီလက်တို့လည်းရောက်လာပြီးကလေးနဲ့အလောင်းစားတစ်ခုလုပ်ပါတယ်။ဒါကတော့သူသားအခုကျူးကျွနေတဲ့သူတွေကိုအနိုင်တိုက်နိုင်ခဲ့ရင်ဒီရ ेंजर ကီဆွမ်းအားကိုသူ့အတွက်ဖြစ်မှဖြစ်ပြီးတော့မနိုင်ခဲ့ရင်တော့ပြန်ပေးရမှာဖြစ်ပါတယ်။ကလေးလည်းလက်ခံလိုက်ပြီးဝင်တိုက်ခိုက်ပါတယ်။ကွန်မန်ဒါကိုအင်းစစ်စစ်တပ်သားရဲနဲ့နိုင်နေပြီမဲ့ ကွန်မန်ဒါဘိုဂန်တိုက်ခိုက်တဲ့အခါမှာတော့မရှင်းနိုင်မဲ့အလူးလက်ခံနေရပါတယ်နောက်ဆုံးတော့လေကလေးလက်လွတ်ထွက်သွားခဲ့ပြီးရင်ဂျာကီးလက်ပြုတ်ကျကလူအဖြစ်ကိုပြိုင်ပန်းသွားခဲ့ပါတယ်အဲ့ဒါနဲ့ငနေလဲသူမတိုက်နိုင်ကြောင်ပြောပြီးမာဗီလက်ကဒီကဘာကိုကာကွယ်ဖို့ထိုက်တန်လာလို့မေးလိုက်ပါတယ်ငနေကလည်းကာကွယ်ဖို့ထိုက်တန်ကြောင်နဲ့ပင်လယ်ဓားမြတွေဆိုရင်ဒီတံမိုးကိုရအောင်ရှာဖို့ပြောလိုက်ပါတယ်ဒီလိုနဲ့အားလုံးလဲကွန်မန်ဒါဘိုဂန်နောက်ကိုလှိုက်သွားပြီးသူတို့ဟာဂိုကန်ချင်းလိုအော်ရဲကဂိုကန်ရက်ဂိုကန်ဘလူးဂိုကန်ယဲလိုဂိုကန်ဂရင်းဂိုကန်ပင့်အဖြစ်ပြောင်းလဲလိုက်ပါတယ် ဂျိုးကသူ့ရဲ့ဓာတ်နှချောင်းကိုလှင်မြန်စွာလှည့်ပက်ကင်ဆောင်နေရင်တပြိုင်တည်းတက်ခိုက်လိုက်ပါတယ်။အနင်းကလည်းသူမရဲ့တနန်းနှချောင်းကိုပြစ်ခတ်လိုက်ရင်ခုံလက်ကဂေါမင်းတွေကိုတက်ခိုက်ပါတယ်။ဒွန်းကတော့အနှင်းငယ်ထိမ့်လက်နေပုံရပါမယ်။သူ့ရဲ့တနန်းနှချောင်းကိုအသုံးပြုကဂေါမင်းတွေကိုတက်ခိုက်လိုက်ပါတယ်။ဘာပြစ်လက်ကတော့ဂေါမင်းတွေကိုအနိုင်ယူကစူဝမင်သုံးအောင်ကိုတော့အနှင်းနဲ့ဒွန်းဂျိုးနဲ့လူကာတို့ကပွဲသိမ်းတက်ခိုက်တီနဲ့တက်ခိုက်လိုက်ပြီးမာဗစ်လက်ကတော့ကပတိန်ဘီဘီတယောက်ထည့်ရှင်းပြသွားပါတယ်။ဒီလိုနဲ့ဘိုဂန်နဲ့ရင်ဆိုင်တက်ခိုက်ဖို့ဖြစ်လာပြီး ဗိုလ်ခံကစွန့်အားတွေနဲ့ပြစ်ပါတယ်။ဒါကြောင့်ဒီက Ranger အဖြစ်ပြောင်းလဲပြီးတက်ခိုက်ပါတယ်။အဲ SPD လို့ပဲတည်တာကြောက်ကတော့ဒါပေမဲ့ဗိုလ်ခံကအလွဲတကူနဲ့အရှုံးမပေးပါဘူး။ဒါကြောင့်ဂိုကန်ကြားတွေဟာနောက်နဲ့ Ranger ကြီးတွေကိုအုံပြုပြီး Chicken Rap ဂိုင်အိုရက်နဲ့မာဂီရက်ဂိုစီရက်နဲ့ခီခီရက်အဖြစ်ပြောင်းလဲပြီးအနီရောင်ရိန်းဂျာတွေအားလုံးနဲ့ဘိုးကင်းကိုဝိုင်းသမားတော်မှာဖြစ်ပါတယ်။ရိန်းဂျာတွေကအစွမ်းကိုစီနဲ့တိုက်ခိုက်ပြီးနောက်ဆုံးမာဗလီရဲ့ဓာချက်အောက်မှာအဆုံးသတ်တာကိုခံလိုက်ရပါတယ်။ဒါပေမဲ့တိုက်ပွဲကဒီမှာမပြီးသွားခဲ့ပါဘူး။အာကာသအပေါ်ကအင်ပါယာစခန်းကနေစွမ်းအားတွေပြစ်လိုက်ပြီးဘုံကန်နဲ့စူဂွန်မင်သုံးကောင်ဟာအကြီးကြီးတွေဖြစ်အောင်ပြန်လဲအသက်သွင်းတာကိုခံလိုက်ရပါတယ်။ဒါကြောင့်ဂိုကိုင်းဂျာတွေလည်းသူတို့ရဲ့ဂိုကိုင်းကာလီယန်ကိုခေါ်ပြီးတိုက်ခိုက်ပါတယ်။အဲဒီနောက်ဂိုကိုင်းကာလီယန်တဲကဂိုကိုင်းမရှင်၄ခုကိုထုတ်ပြီးတိုက်ခိုက်ခါဂိုကိုင်းကိုအဖြစ်ပြောင်းလဲလိုက်ပါတယ်။ ခန့်စင်းဘိုးကန်ကိုနောက်ဆုံးစုကိုမင်ကိုတော့ရင်ဘက်ကထွက်လာတဲ့အပြောင်းနဲ့ရှင်းပြလိုက်ပြီးဘိုးကန်ကိုတော့အဆုံးသက်တိုက်ခွက်ခိုကန်စတာဘူးလန့်နဲ့အနိုင်ယူလိုက်ပါတယ်ဒါကိုအောက်ကခိုကြီးကလည်းကြည်နေပြီးသဘောကျနေပါတယ်။နောက်ဆုံးတော့ကိုကိုင်းကလီယားဟာကောင်းကင်ပြင်ထဲမှာရွလွန့်ထွက်သွားနေပြီးမာဗီလက်အကြောင်းကိုအဖွဲ့သားတွေကပြောနေပါတယ်။ဒါပေမဲ့နာဗီရဲ့ဘီရင်ဟောစာကမှန်မှန်တယ်လို့ဖြစ်နေပြီးနာဗီကတော့ဒါကအမှန်ဆိုပြီးပြောနေပါတယ်။ ဒီအချိန်မှာပဲအနောက်အောင်ဝစ်စုံဝတ်ထားတဲ့လူတယောက်ဟာကိုကိုင်းကလျင်ကိုလှမ်းကြည့်နေတဲ့ဒီပိုင်းလေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။နောက်ပိုင်းမှာအမဲအောင်ဝစ်စုံနဲ့စွမ်းအသည့်တွေကိုမြင်တွေ့ရမှာပါ။ကျွန်တော်ရဲ့ channel လေးက Blade episode တွေ Mr. Bean episode တွေနဲ့ movie တွေကိုတင်ပြီးတဲ့ channel လေးဖြစ်ပါတယ်။ဒါကြောင့် channel လေးကိုကြိုက်နေတဲ့ရင် subscribe လေးလုပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။